ဒီကိုရောအားလုံးပဲမင်္ဂလာပါခင်ဗျာဘာမှခိတ်ကနေကြိုဆိုပါရစေကျွန်တော်ကတော့ကိုဆက်ပါအခုကတော့2025ခုနှစ်နိုဝင်ဘာလ22ရက်နေ့အတွက်နောက်ဆုံးရအားကစားသတင်းတွေကိုစူးစီးပြီးတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ခင်ဗျာဒီဇင်ဘာပေါ်ချက်ကာလမှာရှက်စကိုပြန်ကစားနိုင်အောင်မန်ယူကကြိုးပမ်းမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မယူနီပြအီမိုရင်ကဒီဇင်ဘာပွဲချက်ကာလမတိုင်ခင်မှာဒဏ်ရာကြောင့်အနားယူနေရတဲ့တိုက်စစ်မှုရှက်စကိုပြန်ကစားနိုင်ဖို့အတွက်ပြစ်မှတ်ထားဂျိုးပန်းလျက်ရှိတယ်လို့ပြောလိုက်ပါရယ်ရှက်စကိုဟာစပါးနဲ့ပွဲမှာရခဲ့တဲ့ဒုဒဏ်ရာကြောင့် နှစ်ကုန်ပိုင်းအထိအနားယူရဖွယ်ရှိနေသူပါဒီဇင်ဘာလလယ်ပိုင်းကစပြီးအသင်းတိုက်စစ်အတွက်အဓိကကြားတဲ့ကစားသမားနှစ်ယောက်ဖြစ်တဲ့အမ်ဘူမိုနဲ့အာမက်ဒီယာလိုတို့ကိုအာဖရိကဖလားပွဲအတွက်ဆေလွတ်ပေးရမှာဖြစ်တာကြောင့်မလို့အဲ့ဒီကစားသမားနှစ်ဦးမရှိချိန်မှာတိုက်စစ်ပိုင်းအတွက်ရှက်စကိုပြန်ကစားနိုင်အောင်အီမိုရင်ကအဓိကထားကြိုးပမ်းနေတာပါအီမိုရင်ကရှက်စကိုပြန်ကစားနိုင်ခဲ့ရင်တောင်မှအကူညာမေဆင်မောက်နဲ့ ဘရူနိုဖာနန်ဒက်စ်တို့ကိုတိုက်စစ်ပိုင်းမှာတွဲကစားပေးလို့ရတယ်လို့လူငယ်တိုက်စစ်မှုတွေလည်းရှိတာကြောင့်စိတ်မပူပင်ပဲအတင်းရဲ့အထိုင်မပြတ်စေဖို့အတွက်ရှက်စကိုပြန်ကစားနိုင်အောင်ပြစ်မှတ်ထားကြိုးပမ်းတာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်ခင်ဗျာအတုံးစရိတ်ကန်တက်မဲ့စနစ်ကိုပရီးမီးယားလိကလပ်တွေစန့်ကျင်တဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ပရီးမီးယားလိကလပ်တွေကအတုံးစရိတ်ကိုပြိုင်ပွဲဝင်အသင်းတွေရဲ့ဝင်ငွေအပေါ်မူတည်ပြီးအချိုးနဲ့တုံးဆွဲရမယ့်စနစ်ကိုအတုံးမပြုတ်ဖို့စန့်ကျင်လိုက်ကြပါတယ် ပရီးမီးယားလိဖွဲ့ချုပ်ကလက်ရှိကျင့်သုံးနေတဲ့ဝင်ငွေအပေါ်မူတည်ပြီးအရှုံးမပေါ်အောင်အသုံးပြုဖို့ကန့်သက်ထားတဲ့စနစ်နေရာမှာဝင်ငွေအပေါ်မူတည်ပြီးတော့ပရီးမီးယားလိအမှတ်ပေးစရာရည်တည်မှုအပေါ်မူတည်ပြီးအတင်းတတင်းနဲ့တတင်းကြားသုံးစွဲငွေကန့်သက်မဲ့စနစ်ကိုပြောင်းလဲကျင့်သုံးဖို့အတွက်မဲခွဲခဲ့တာဖြစ်ပါတယ်။အဲ့ဒီလိုမဲခွဲခဲ့ရမှာတော့ပရီးမီးယားလိကလပ်တွေကစနစ်တစ်ကိုအသုံးမပြုဖို့စန့်ကျင်မဲပေးခဲ့ကြတာပါ။ပရီးမီးယားလိဂ်မှာဥပဒေတရက်ကိုအတည်ပြုဖို့အတွက်ကိုပြိုင်ပွဲဝင်အသင်း20ရှိတဲ့နေရာမှာ14အသင်းကသဘောတူညီမှုပေးဖို့လိုပါတယ် ပြောင်းလဲကျင့်သုံးပေးမယ့်စနစ်ဟာကစားသမားကောင်းတွေ၊နီးပြကောင်းတွေ၊ပရီးမီးယားလိမှာဆက်ရှိဖို့ခက်ခဲသွားစေမှာဖြစ်တာကပရီးမီးယားလိပြိုင်ပွဲကိုကမ္ဘာအကောင်းဆုံးပြိုင်ပွဲအဖြစ်ကနေအဆင့်ကျဆင်းသွားစေလိမ့်မယ်လို့ပရီးမီးယားလိကလပ်တွေရဲ့တာဝန်ရှိသူတွေကိုယ်တိုင်သိရှိတာကြောင့်မလို့လဲစနစ်တစ်ကိုစန့်ကျင်ခဲ့တာဖြစ်ပါတယ်ခင်ဗျာ။နောက်ထပ်သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးပါမယ်။အဲ့ဒါကတော့ငငယ်ကလေးကနေအောင်မြင်ဖို့အတွက်တက်သည့်အပြည့်ရှိတဲ့ဂါနာချိုရဲ့အကြောင်းပါခင်ဗျာ။ Chelsea ကွင်းလေကစားသမားဂါနာချိုဟာ ငငယ်ကလေးကအောင်မြင်မှုတွေယူဖို့အတွက်ဆိုရင်တက်တိအပြည့်ရှိတဲ့သူဖြစ်တယ်လို့ဂါနာချိုရဲ့ငယ်ဘဝနီးပြတယောက်ဖြစ်တဲ့အန်တိုနီယိုမဲလာတိုကပြောခဲ့ပါတယ်။အန်တိုနီယိုမဲလာတိုကဂီတာဖေးအကယ်ဒမီမှာနီးပြဖြစ်တာဝန်ယူခဲ့သူဖြစ်ပြီးဂါနာချိုဆယ်နှစ်သားအရွယ်ကလေးကကင်ွယ်ခဲ့သူပါ။အန်တိုနီယိုမဲလာတိုကဂါနာချိုကဆယ်နှစ်သားအရွယ်ကလေးကသူဘာလို့ချင်းတယ်၊ဘာလုပ်နိုင်တယ်ဆိုတာကိုကောင်းကောင်းသိတယ်လို့သူလိုချင်တာအတွက်ဆိုရင်လည်းတက်တိအပြည့်ရှိတဲ့ကလေးမျိုးဖြစ်ခဲ့ပါတယ်။သူကအစပိုင်းမှာခန်းစစ်တောင်ပံမှာကစားခဲ့တာပါ။ ဲ့ဒါကျွန်တော်ကိုကွင်းလယ်မှာကစားရင်ကောက်ကောက်ပို့ကစားနိုင်တယ်ဆိုပြီးကွင်းလယ်မှာကစားခိုင်းဖို့လာပြောပါတယ်ကျွန်တော်ကဒီပွဲမှာမင်းနဂိုးသွင်းနိုင်ရင်နောက်ပွဲတွေမှာကွင်းလယ်မှာထားကစားမယ်လို့ပြောခဲ့ပါတယ်အဲ့ဒီပွဲမှာသူကလေးဂိုးသွင်းခဲ့ပါတယ်နောက်ပွဲမတိုင်ခင်ကျွန်တော်ကမင်းကိုကွင်းလယ်တောင်ပံမှာထားကစားမယ်လို့ပြောတော့သူကဘဲတောင်ပံမှာပဲကစားတာကသူ့အတွက်အကောင်းဆုံးပဲလို့ပြောပြီးဘဲတောင်ပံမှာထားကစားဖို့တောင်းဆိုခဲ့တဲ့သူမျိုးပါလို့ပြောခဲ့တာပါဂါနာချိုကကြင့်ဝတ်တွေကိုမစင်မချင်းပြောတတ်တယ်လို့သတ်မှတ်ခံရပြီး မန်ယူဒီပြအေမိုရီနဲ့ပြဿနာတက်ခဲ့တယ်လို့မန်ယူပိတ်သက်တွေကပါအတင်းမှာဆက်မထားဖို့တောင်းဆိုခံရတဲ့အထိစိတ်သေးရှိတာတွေကိုပြောခဲ့တဲ့သူလည်းဖြစ်ပါတယ်ခင်ဗျာကစားသမားတထောင်ကျော်ပါဝင်နေတဲ့လုပ်ပွဲပြဿနာကိုတူရကီအစိုးရကကင်တွယ်တော့မယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ကစားသမားတထောင်ကျော်အထိပါဝင်နေတဲ့လုပ်ပွဲပြဿနာကိုတူရကီအစိုးရကကင်တွယ်တော့မယ်လို့ဆုံးဖြတ်လိုက်တော့တာပါ ပြီးခဲ့တဲ့နှစ်ပိုင်းတွေတွင်တူရကီဘောလုံးလောကမှာလုတ်ပွဲဖန်တီးခဲ့တယ်လို့တန်တရားရှိတဲ့ဖြစ်စဉ်တွေကိုစုံစမ်းစစ်ဆေးမှုတွေလှုပ်ဆောင်ပြီးတဲ့နောက်မှာကစားသမားတထောင်ကျော်နဲ့ဒိုင်း149ဦးထိပါဝင်ဖွဲ့ရှိနေတယ်ဆိုတာကိုတွေ့ခဲ့တာပါလုတ်ပွဲဖန်တီးခဲ့တယ်လို့တန်တရားရှိခဲ့တဲ့သူတွေထဲမှာတူရကီအစစ်မြင့်တန်းကလပ်တွေဖြစ်တဲ့ Galata Saray, Beşiktaş တက်နဲ့ Trabzon Sport တို့တူရကီထိပ်သီးကလပ်တွေမှာကစားနေတဲ့ကစားသမားတွေနဲ့အသင်းတာဝန်ရှိသူတွေပါပါဝင်နေတာပါ ဒါအပြင်တူရကီပထမတန်းဒုတိယတန်းနဲ့တတိယတန်းပွဲစဉ်တွေမှာပါလုတ်ပွဲဖန်တီးခဲ့တယ်လို့သတ်မှတ်နိုင်တဲ့အရာတွေကိုထပ်မံတွေ့ရှိခဲ့တာဖြစ်ပြီးတော့ပါဝင်သူဥယေကတော့ထောင်နဲ့ချီပြီးကိုရှိလာတာဖြစ်ပါတယ်။လုတ်ပွဲဖန်တီးတယ်လို့တန်တရားရှိတဲ့ကစားသမားတွေကိုပွဲကစားခွင့်ဆိုင်ငံ့ထားတယ်လို့ဒိုင်းတွေကိုလည်းပွဲကင်တွေခွင့်ပိတ်ပင်ခဲ့ပါပြီ။တူရကီတက်မတာတေရစ်အာဒိုဂန်ကကမ္ဘာ့သမိုင်းမှာအကြီးမားဆုံးလုတ်ပွဲပြက်တလာဖြစ်လာနိုင်တဲ့ဒီဖြစ်စဉ်ဟာတူရကီနိုင်ငံရဲ့ဂုံတိတ်ခါနဲ့စီးပွားရေးကိုပါထိခိုက်လာနိုင်တာကြောင့်မလို့အစိုးရဘက်ကနေပြီးပြက်ပြက်တသားကင်တွေပဲလို့ပြောခဲ့ပါတယ်ခင်ဗျာ။ ဒီကနေ့အတွက်နောက်ဆုံးရသတင်းတွေကိုကျွန်တော်တို့ဘာမကိတ်ကနေပြီးညီကိုတို့အားလုံးတက်စုစည်းပြီးတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ဒီပုံမှာညီကိုတို့ထင်မြင်စချက်တွေကိုကျွန်တော်တို့ဘာမကိတ်ရဲ့ဗီဒီယိုတွေအောက်မှာ comment လေးတွေပေးသွားနိုင်ပါတယ်ခင်ဗျာကျွန်တော်တို့ဘာမကိတ်ရဲ့ဗီဒီယိုတွေကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ညီကိုတို့အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ